ားလုံးပဲမင်္ဂလာပါအနွားဟင်းရဲ့ Facebook နဲ့ YouTube Channel တွေကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ည10:00နာရီမှာတော့ကျွန်တော်တို့တွေရဲ့ချစ်လာစွာသော Manchester United နဲ့ဒါကျွန်တော်တို့တွေရဲ့ပြိုင်ဘက်ဟုတ်တဲ့ပြိုင်ဘက်ပေါ့နော်အင်္ဂလန်ဒါဘီပြိုင်ဘက်အင်္ဂလန်ရဲ့အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးအင်္ဂလန်ရဲ့ဖလားအများဆုံးအင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းနှစ်သင်းရဲ့ အင်္ဂလန်ဒါဘီပရီးမီးယားလိပွဲစဉ်လေးရှိပါတယ်။အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲချုပ်ခန်းမတုံသက်ချက်လောရမယ်ဆိုရင်လက်ရှိလဘာဘူးနေနဲ့မန်ချက်စတာယူနိုက်တက်ကိုတလုံးတရေပေးထားတယ်။ဂိုးပေါင်းချင်းနေနဲ့၃လုံးတရေ။ဘာလို့တလုံးတရေပေးထားလဲဆိုတော့လက်ရှိလဘာဘူးနေနဲ့ကလည်းဒါရန်ကင်းမှာပေါ့နော်အဆင့်၄၅လောက်မန်ချက်စတာယူနိုက်တက်ကအဆင့်၅လောက်ရောက်နေတယ်။ဒါပေမဲ့နှစ်သင်းကြားထဲကအမှတ်ကအဲ့လောက်မကွာဘူး။ဘာကွာနေလဲဆိုတော့ကျွန်တော်တို့သွားကန်ရမှာကအန်ဖီကွင်း this is awful this is awful အလုံးမရဘူးဒါက this is mv this is mv ဖြစ်တဲ့အတွက်ဒါ manchester united အတွက်တင်မကောက်ဘောเนาะတခြားခြားသောအသင်းတွေတဲ့ဒီကွင်းကဘလောက်ခက်ခဲလဲဆိုတာကိုကျွန်တော်လည်းသိတယ်တခြားခြားသောသူတွေလည်းသိတယ်ထို့တူပဲ Ruben Amorin လည်းသိမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့အရင်တစ်ပတ်ကအရင်တစ်နှစ်ကပေါ့နော်။မနှစ်ကတော့သူ့အနေနဲ့အဲ့ဒီ RP ကွင်းမှာသွားကန်ခဲ့တယ်။ သွားကန်ခဲ့တဲ့အနေထားမှာဒါကျွန်တော်တို့တဟန်ကြီးလိုမျိုးလုံးဝဖင်ပိတ်ပြီးကန်ခဲ့တာမဟုတ်ပဲနဲ့မင်းပါလဲငါပါလဲမင်းလဲဖွင့်တိုက်ငါလဲဖွင့်တိုက်မင်းလဲဘောလုံးယူငါလဲဘောလုံးယူဆိုတဲ့ပုံစံနဲ့ပဲပြီးခဲ့တဲ့ယာတီကတော့2 2ဆိုတဲ့ရလက်ထွက်အောင်လို့တော့ကန်လာနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီယာတီမှာကောမန်ချက်စတာယူနိုက်တက်နေနဲ့အနည်းဆုံးများအနည်းဆုံးတည်ရ FA ကွင်းမှာယူလာနိုင်ခဲ့အောင်မစိုးဘူးအနိုင်ရလက်ထွက်ရင်တော့ပိုကောင်းတာပေါ့ ရှုံးမယ်ဆိုရင်တော့ရှုံးမယ်လို့ခံမှန်းတယ်ဆိုတဲ့လူတွေကတော့မနစ်ကပေါ့နော်ပြီးခဲ့တဲ့နှစ်ကဇန်နဝါရီလ9ရက်နေ့ကကျွန်တော်ဟယ်ရီမက်ဂွိုင်းယာကြီးဘောလုံးချော်ပြီးနောက်ပိုင်းကျွန်တော်ဆဲတဲ့ဗီဒီယိုသွားပြန်ကြည့်လိုက်ပါ။ဘာလို့ဆိုတော့ကိုရီးယား United ပြိတ္တကွာမင်းရလေ။ဟာငါတို့က United မှ United ပဲငါတို့က United ပြိတ္တပဲလို့ခံယူတာလေ။မိနစ်90ကမပြည့်သေးဘူးပွဲကမပြည့်သေးဘူးပွဲပြီးခရာကမမှောက်သေးဘူးငါတို့သင်းကတော့ရှုံးမှာဖြစ်ဆို။ဘာလို့မှဟုတ်တယ်မဆက်ပိုးကြီးကြနေမှာဟေ့။ နော်ဒါကိုပြနေပတ်စံရှိရင်လုံးလို့ရတယ်ဒါလည်းပတ်စံရှိရင်ထိုးလို့ရတယ်နော်ဒါလည်းဘယ်သူမှမစိုးပတ်စံရှိရင်သွားထိုးလို့ရတယ်ဒါပေမဲ့ထိုးကျင်တဲ့စိတ်ရှိဖို့တော့လိုသေးတယ်ဟာနာဒါကတော့ဘယ်သူမှမစိုးအချိန်မရွေးပြန်ရောင်းလို့ရတယ်တော်တော်လောက်ရတာလွယ်သေးတယ်ဒီလိုမျိုးတိုင်ဂျာစီမိုးဖက်နဲ့လက်ကြီးပြနေနေဟာဒီကောင်က United Fan မှန်းသိနေအောင်ဟုတ်တယ်မလားအဲ့တော့ လွယ်သလားခက်သလားရမှာလွယ်သလားခက်သလားပေါ့เนาะအဲ့တော့ဒီကနေ့ည10:00နာရီမှာတော့ကျွန်တော်တို့တွေရဲ့ချက်လာဆောင်တော့ Manchester United နဲ့လဘာဘူးတို့ရဲ့ Premier League ပွဲစဉ်လေးရှိရဲအဲ့တော့ဘသူတွေပွဲထွက်ပါဝင်มาလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကိုသမားပြီးခဲ့တဲ့အပတ်က performance ပြခဲ့တဲ့ Sander Lamin လေးညီနဲ့ဒီကနေ့ညမှာပွဲထွက်ခွင့်ရမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပြီးတော့သူ့ရဲ့အရှိမကတော့ဒီလေးရှိမယ် Harry Maguire ရှိမယ်ပြီးတော့ Luke Shaw ရှိမယ် Doku ရှိမယ် Dalot ရှိမယ် ယူရိုရှိမယ်ဒီလောက်ပါပဲမာဆရာဝီဒီနဲ့သူ့အနေနဲ့လုံးဝကြီးတော့မတက်တာသေးဘူးပွဲကန်ကျင်လဲကန်လို့ရမယ်ကန်ကျင်မှလဲကန်လို့ရမယ်ဘလို့အနေထားရှိမလဲတော့မသိသေးပေမဲ့အဲ့တော့မာဆရာဝီဒီကိုတော့တိတ်ပြီးတော့မျောလေးမထားနဲ့ဒါပေမဲ့အားမရှိမယ်ဥကာဒီရှိမယ်ကက်စမဲရိုနဲ့ဘရူနိုဖာနန်ဒက်ကိုအနာပေးထားတယ်ဆိုပေမဲ့လည်းပြန်ပြီးတော့ဒီပွဲကတော့ပါကိုပါမှာပဲကက်စမဲရိုရောဘရူနိုဖာနန်ဒက်ကောအဲ့တော့ကက်စမဲရိုဘရူနိုဖာနန်ဒက်ဒါမှမဟုတ်ရင်ဘရူနိုဖာနန်ဒက်နဲ့ဥကာဒီအတွဲလည်းဖြစ်ချင်ရင်ဖြစ်လာနိုင်တာပဲ တိုက်စစ်မှာဆိုရင်လက်ရှိနေတဲ့ကျောင်းရင်းနဲ့ကုညာလက်ရှိရဲ့အမ်ဘူမူလက်ရှိရဲ့ရှက်ကိုလက်ရှိရဲ့ပြီးတော့အာမတ်လက်ရှိရဲ့ဇက်စီလက်ရှိရဲ့တတော်များများရှိနေသေးပြီဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီကနေ့ညပွဲစဉ်မှာတော့အ ਨੇ ဆုံးတရေတမှတ်ရလာခဲ့ရင်တောင်းအမှန်တမ်းပြောရင်တော့မဆိုးဘူးတတော်လေးမှတတော်လေး positive ဆောင်းတယ်လို့ပြောရမှာပေါ့နော်တရေတမှတ်တာရလာခဲ့မယ်ဆိုရင် United အနေနဲ့လက်ရှိအနေနဲ့10မှတ်7မှတ်ဖြစ်မယ်အမှတ်ကတော့ဘာမှမကွာဘူးဆိုပေမဲ့ငါ့ကိုရအသင်းကြီးတစ်သင်းကိုတော့ရှုံးမလာခဲ့ဘူး ဟုတ်တယ်မလားပြီးတော့သူတို့ကိုလည်းနည်းနည်းလေးဒုက္ခပေးနိုင်လိုက်တယ်လို့ဘာလို့အနေထားရှိရပါ့။အဲ့တော့တရေရလာရင်မဆိုးဘူးနိုင်လာရင်တော့အကောင်းဆုံးပဲ။ဒါပေမဲ့နိုင်မို့မနိုင်မို့ဆိုတာလေကန်ဒီကံမပြောလို့မရဘူး။ဘာလို့ဆိုဟိုဘက်ကကွင်းကအဖေးကွင်း။ဒါပေမဲ့ရှုံးမယ်လို့ကလည်းယူဆလို့မရသေးပါဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ကလည်း Manchester United သူတို့ကလည်းလပါဘူးအဲ့တော့သူတို့ရဲ့ကွင်းမှာသူတို့ကစားတာပိုကောင်းတယ်သူတို့ကဂိုးပိုသွင်းနိုင်ရင်သူတို့နိုင်မယ်ကျွန်တော်တို့ကစားတာပိုကောင်းတယ်ကျွန်တော်တို့ကဂိုးပိုသွင်းနိုင်တယ်ဆိုရင်ကျွန်တော်တို့နိုင်ပါပဲ ဘာလို့ဆို MVP ကွင်းရောက်တိုင်းလူတိုင်းရှုံပြီးပြန်လာတာမှမဟုတ်တာဟုတ်တယ်မလား MVP ကွင်းမှာအနိုင်ယူလာတဲ့အသင်းလေးဆိုရင်ဒီယာဒီမှာဘသူတွေရှိလဲဘသူမှတော့မရှိဘူးကွာဟာနော်အဲ့တော့ဘသူမှတော့မရှိသေးဘူးအဲ့တော့ရှိအောင်လုံနိုင်ငယ်တော့အကောင်းဆုံးပေါ့ငါကူရဲ့ဒါပေမဲ့အနိုင်တော့လုံချင်းနဲ့အနိုင်ကြီးရကိုရမလို့တော့လည်းမပြောမှန်းထားဘူးတရေရရင်လည်းမစိုးဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ပါလက်ရှိ Ruby Amorini နဲ့ဒီပွဲမှာရှုံးခဲ့မယ်ဆိုရင်တော့ တော်တော်လေးထိုင်ကုန်လှုပ်သွားမယ်ဒီပွဲကိုရှုံးခဲ့မယ်ဟဲ့ဆိုရင် United အနေနဲ့ဒီပွဲပြီးရင်ကြောင်းနေဒီပွဲပြီးရင်နောက်ထပ်25ရက်နေ့ကျရင် Brighton နဲ့ကန်ရမယ်တရက်နေ့ကျရင် Nottingham Forest နဲ့ကန်ရမယ် Nottingham Forest ကဒီနီးပြကတော့ပေါ့နော်ဘယ်နှပွဲမှတော့မကန်ရသေးဘူးတန်းပြီးပြုတ်သွားတယ်ဆိုပေမဲ့လည်းငါတို့ Amorri ကတော်တော်လေးအသက်ဆိုးရှိပါတယ်ဟမ်အဲ Europa League ဖလားယူခဲ့တဲ့နီးပြက ြုတ်သွားတယ်စပါးနေပြုတ်ပြီးတော့ Nottingham Forest ကင်တယ် Nottingham Forest ကင်ပြီးတော့ Nottingham Forest ကနေပါထပ်ပြီးပြုတ်သွားပြီးငါတို့ Amorian ကတော့သူ့နေရာမှာသူမြဲနေတယ်ဦးမယ်အော် United နေရဲ့လက်ရှိလိုဘာဘူးပွဲစဉ်မှာတော့အ ਨੇ ဆုံးတရေလောက်ရလာခဲ့ရင်တောင်မစိုးဘူးကစားကွက်လေးတူတူတန်တန်နဲ့တရေလောက်ရလာမယ်ဒါမှမဟုတ်ရင်အနိုင်လောက်ရလာခဲ့မယ်ဟိဆိုရင်မစိုးဘူးဒါမှမဟုတ်ရှုံးခဲ့မယ်ဟိဆိုရင်တော့ပြောမရဘူးလိုဘာဘူးပွဲပြီးရနေလဲပြုတ်ချင်ရင်ပြုတ်မယ်ဒါမှမဟုတ်ရင်နောက်က Brighton Nottingham Forest စပွားပွဲတော်မှီချင်းမှမှီပါပေါ့နော်အဲ့တော့လက်ရှိ Ruben Amorini နဲ့ကစားသမားတွေတော်တော်များများလည်းသူကို Sporting ပေးနေတာကိုတွေ့တယ်အရင်ရင်နီးပြားရင်လည်းမတူငါ့ကိုရဲ့အရင်နီးပြားရင်လည်းတော့ကစားသမားတွေကလည်းကလေးဦးကြောင့်သိရမလားမေးပါလဲငါပါလဲမေးတယ်တောက်တလွဲတွေကန်တယ်ဒါပေမဲ့လက်ရှိဒီ Amorin ရဲ့အောက်မှာတော့အဲ့လောက်ကြီးတော့မဟုတ်ဘူးတော်တော်များများဒီလစ်ကာဘာပေးရလဲတွေ့ရ Bruno Fernandes ကာဘာပေးရလဲတွေ့ရ Bruno Fernandes ကတော့ပေးမှာပါပဲသိရမလားပေါ်တူဂီသားချင်းချင်းဆိုတော့အဲ့တော့တခြားခြားသောသူတွေလည်းကာဘာပေးရလဲတွေ့တယ်ဒါ ဟယ်ရီမခွိုင်းရလည်းပေးတာပဲဘယ်လိုလဲဆိုတော့သူတို့ကဒါကစားကွက်ရဲ့အမှားစနစ်ရဲ့အမှားတော့မဟုတ်ဘူးဒါကျွန်တော်လိုက်မစုံနိုင်လို့ဘာညာပေါ့နော်သူတို့အရင်ကနီးပြကြီးကိုမထုတ်ဖို့အတွက်လက်ရှိ public မှာတက်ပြီးတော့အော်နေကြတယ်ပြောနေကြတာလေးတွေတွေ့တယ်ဗျာတွေ့တယ်ဆိုတော့ဘာပဲပြောကစားသမားတွေရဲ့ sporting ကိုယာထားခဲ့မဲ့ဟိတ်ဆိုရင်ဒါကျွန်တော်ပြောသူပေါ့နော်ယူတန်ကျွန်တော်ပြောသူပေါ့လက်ရှိအစိုးရကနေပဲအကောင့်ဘက်ကိုချက်ချင်းပြန်လှည့်သွားတာလည်းဖြစ်ချင်ရင်ဖြစ်လာနိုင်တယ်ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော် အများကြီးတော့မမျောနေထားဘူးမရှုံးရင်တော်ပြီမရှုံးရင်ကျင်းနေပြီအဲ့တော့ဘာပဲပြောပါဒီကနေ့ည7:00နာရီကျရင်ကျွန်တော်မအနော်မိုင်းနဲ့တူအားလုံးပဲကျွန်တော်ရဲ့ကိုဟင်း United ပွဲ1သုံးများဆိုတဲ့ Facebook group လေးထဲမှာပြန်လည်ဆုံတွေ့ပါမယ်နော် United ပွဲကလည်းကိုရီးယားဥရောပဝင်ခွင့်မရလို့ဥရောပပွဲတွေမကန်ရလို့တပတ်မှတပွဲပဲကန်ရပါတယ်ဆိုမှနိုင်ငံတကာပွဲတွေကလည်းပြန်ပြန်လာနိုင်ငံတကာပွဲတွေလာလိုက်နားလိုက်ပြန်လာလိုက်နားလိုက်နေတော်တော်လေးတော့ပြင်းဖို့ကောင်းပါတယ် ဒီတစ်ခေါက်ဆို14ရက်တောင်နားရတာဆိုတော့တော်တော်လေးတော်တော်လေးအေးဝိုင်းပါးရီတောင်ဖောင်းလာရည်လားမသိပါဘူးနော်ဒီနေ့တဲ့ဘွယ်ကဇတိတ်မကန်လဲလားလက်စလေးလည်းပြန်ရွေးလာပြီပြီနော်အဲ့တော့အားလုံးပဲ see you ပါဒီကနေ့ည10:00ကြာရင်ပြန်လည်ဆုံတွေ့ပါမယ်